အဲ့လိုကိုယ်အဲ့လိုဒီအိမ်မော်တီကိုတက်ပြီးဆွဲမယ်လို့ဘယ်လိုမှမထင်ရခဲ့ကျွန်တော်နာမည်မင်းခမ်းပါအသက်တော့23နှစ်ကိုပိုင်နံပါတ်1190939ခမရ369ဟိုလိုက်တိုင်ပရလာဆိုရဖြစ်စင်ကပဲချင်းလောက်မှာပြည်ည10နိုင်ခွဲလောက်ပေါ့10နိုင်ခွဲလောက်မှာအဲတော့ဖြောင်းနိုင်ထုံးနေထိတော့မယ်ဆိုကျွန်တော်ထောင်းတဲ့အချိန်မှာအဲရောက်ပါဦးအုပ်ချုပ်ရင်တက်လာတယ်အုပ်ချုပ်ကတက်လာတယ်နောက်ကျတော့အုပ်ချုပ်ရင်အပြင် ဒီစတာနှစ်ယောက်ပါပေါ့စတာနှစ်ယောက်ပါလေပါပြီးတော့အဲကျွန်တော်အဲ့လိုဘေးတရာရှိလို့ဆိုပြီးတော့လာခေါ်ပါတယ်ခေါ်ပြီးတော့အဲကျွန်တော်အဲ့ဒီပါရုံးခေါ်ပါတယ်ပေါ့ခေါ်ပြီးတော့အဲဘေးတော်ဆစ်ကြုံကြီးကိုကုတယ်ဘေးတော်ဆစ်ကြုံကြီးမှာတလားလောက်တော့ကြာတလားလောက်ကြာပြီးတော့အဲတဏ္ဍာရှင်ပဲခေါင်းတဏ္ဍာရှင်ကိုကုတယ်စစ်တဏ္ဍာတုံးလာပြီးတော့ခမရ၃၅မော်လေးတိုင်မှာတောင်းကြတယ်အချင်းညာ ဆင်းနိုင်တော့ပဲရှိအောင်ကင်းဆောင်နေတော့ကင်းဆောင်နေအချိန်မှာအေယူပေးပန်းအနေလို့ကျွန်တော်စနေနေ့ကအဲဒါတော့တော့ရောက်နေမှာကျွန်တော်တို့တည်နေဖြစ်နေအဲဒါကျွန်တော်တို့ဘက်ကဝတ်သူကရောက်လာရောက်လာတော့ရောက်ကထောင်အားလာရှိရောက်လာတော့အဲ့လိုစီးဖြစ်လာတင်းကျင်နေကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အဆုံးခံခံွဲတိမ်လောက်ရှန်ဆုပ်လာကျွန်တော်တို့ဒီရလည်းတော်တော်ကြာနေတယ်အဲ့ဒါနဲ့အောင်15ယောက်90လောက်ပဲကျွန်တော် လုံးဝမနိုင်ရဆုံးမှာနောက်ပြန်ဆုံးတာဘယ်လိုလဲခေါမမှာကထိုင်ချပြတယ်အဲ့နေ့ကကျွန်တော်တို့ပိုင်းဆယ်ရောက်ထွားပါတယ်ပိုင်းဆယ်ရောက်ထွားပါတယ်မိုင်းနောက်နေသူကတယောက်ပါအဲဒီကံခွဲခေါမကပချတယ်ပေါ့မိုင်းလိုက်ထောင်ရင်းနဲ့အဲတနေ့မြောက်တွေ့ရတယ်သူ့သမီးရမလို့ဘာလုပ်နေရလဲထပ်ပြေးဖို့ကြံနေတယ်ဟဲ့မကြမယ်လေအဲတော်ပဲငါလိုက်ရမယ်လို့အဲအဲ့လိုပြောပြီးတော့၆နိုင်၆သူသူလေးတဲ့ချိန်တော့လေ ်ဒီဟာရှူအောင်လဲရနေတော့ဒါလည်းဆင်းပြီးတော့ဒီကသူလည်းဒီလိုပဲဖပြလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖပြလို့မရဘူးဆိုလည်းဒီတက်ထဲမှာပဲသူတို့သူတို့မှသူတို့အသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောက်ခံယူရကြတာများတယ်အဲ့ဒါဆိုတော့ဒီစစ်တပ်မှာစစ်သားဖြစ်လာကြတော့ဒီဟိုမလို့ရှင်တဲ့မပြစ်ရှင်တဲ့သူတွေပြစ်နေရပဲဒီ မဝင်ခြင်းနဲ့အိမ်တွေကဝင်ရတာလေမယူခြင်းနဲ့ပစ္စည်းတွေယူခဲ့ရတယ်အဲ့လိုမျိုးရှိအဲအစီအရဝင်မယ်ပေါ့ဝင်ပြီးတော့ဒီစအနာရှင်စနစ်ကြီးကိုမကြိုက်တဲ့အနေနဲ့ပြန်ပြီးတော့တော်လိုက်နေတဲ့စိတ်ပဲဟုတ်ကဲ့